မှားပြင်မိတဲ့ဓာတ်ပုံတွေဗီဒီယိုတွေ data တွေเนาะ file တွေကိုပြန်ယူတဲ့နည်းလမ်းလေးကိုသိကျင်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြအောင်ကြည့်လိုက်ပါခင်ဗျာဒီဗီဒီယိုလေးကအမိတ်ဆွေအတွက်ပါကျွန်တော်ကွန်ပျူတာထဲမှာကိုယ်ကပေါ့နော်အဲကိုယ့်အတွက်အရေးကြီးတဲ့ data တွေကိုမှားပြီးတော့ဖြတ်လိုက်မိရယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြန်ယူရမလဲပေါ့နော်ပြန်ယူတဲ့နည်းလမ်းတွေ software တွေကတော့အများကြီးရှိပါတယ်အခုကျွန်တော်ပြောသားမဲ့ဒီ software လေးကတော့အဆင်ပြေပါတယ် resolution လည်းမကြဘူး ဆင်ပြေပေါ့နော်အဲ license version software လေးဖြစ်ပါတယ် software လေးလိုအပ်တယ်ဆိုလို့ရှိရင်လည်းကြောက်ရှိမှာတောင်းလို့ရပါတယ်ခင်ဗျာ software လေးကတော့ဒီ Wondershare Yubi Cover ID ဆိုတဲ့ဒီ software လေးဖြစ်ပါတယ်နော်ဒီ software လေးပါအဲကျွန်တော်ကတော့မိတ်ဆွေတို့ကျွန်တော်လက်တွေ့ကျွန်တော်ဖြစ်ပြမယ်နော်ကျွန်တော် computer file တွေကိုဖွင့်လိုက်မယ်အဲဥပမာကျွန်တော်ဒီကနော်ဒီဟာလေးကိုဖွင့်လိုက်မယ်အကိုက computer ထဲမှာနော် hard disk ဖြစ်စေ memory စစ်တေဖြစ်စေနော် ကိုမှတ်ဖြစ်မိတဲ့เนาะအဲဘယ် drive မဆိုကျွန်တော်ပြန်ပြီးရရှာလို့ရပါတယ်။အဲဒီ USB D drive လေးတော့เนาะကျွန်တော်ဖြတ်လိုက်မယ်။ဒါဆို profile လေးပါ။အဲ့ဒီဓာတ်ပုံလေးကိုကျွန်တော်အကုန်လုံးဖြတ်လိုက်ပြီเนาะဓာတ်ပုံတွေပေါ့เนาะကျွန်တော်ပုံမှန်အတိုင်း delete key နဲ့ဖြတ်တယ်ဆိုလို့ရှိရင် recycle bin ထဲမှာပြန်ယူလို့ရပါတယ်6 key ရယ် delete ရယ်ဖြတ်လိုက်မယ်ဆိုလို့ရှိရင် recycle bin ထဲမှာပြန်ယူလို့မရတော့ဘူးเนาะအဲ့တော့ကျွန်တော်6 key ရယ် delete ရယ်တွဲပြီးတော့ဖြတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော် recycle bin အမိုက်ပုံးလေးထဲမှာ ကျွန်တော်တွားပြီးတော့နော်ကြည့်တတ်မယ်ဆိုလို့ရှိရင်လည်းမရှိပါဘူးဒီဆော့အဲ့လိုမျိုးကျွန်တော်တို့ကနော်ဖြက်မိသွားရဆိုလို့ရှိရင် software တွေနဲ့ယူမှနော်ပြန်ယူမှရမှာဖြစ်ပါတယ်အဲ့ဒါဒီ software လေးကိုဖွင့်လိုက်မယ်နော် Wonder Share Recover ID ဆိုတဲ့ဒီ software လေးပါ okay software လေးပွင့်လာပါပြီနော်ပွင့်လာရဆိုလို့ရှိရင် तू ကကိုယ့် computer မှာရှိရပေါ့နော်ဒီ drive တွေကို तू ကနေပြီးတော့ scan ဖက်နေတာဖြစ်ပါတယ် စကန်ဖက်လို့ပြီးသွားပြီပေါ့နော်စကန်ဖက်လို့ပြီးသွားပြီဆိုလို့ရှိရင်ဘယ် drive ထဲကကိုကဖြတ်မိသွားရလဲပေါ့နော်ဖြတ်မိသွားတဲ့ drive ထဲက data တွေယူဖို့ဆိုလို့ရှိရင်ကိုဖြတ်တဲ့ drive number လေးကိုတည်ထားဖို့လိုပါတယ်ဟို data D ထဲရလာပေါ့ data E ထဲရလာပေါ့နော်အဲကျွန်တော်ကဒီ USB drive data ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ SD card လေးပေါ့နော်ဒီကောင်လေးပါ SD card ကို ့ပြန်ယူခြင်းတဲ့ drive ကိုနော်ရွေးဖို့လိုပါတယ်ကျွန်တော်ကဒီမှာ SD card လို့ရွေးလိုက်မယ်ရွေးလိုက်ပြီးသွားတော့ကျွန်တော်ဒီမှာ scan နော်ဒီ scan down ဆိုတာလေးရှိတယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်အဲဒါကြောင့်ကျွန်တော်ဒီမှာဒီဟာလေးကိုပြည့်အောင်နော်ရာဂန်နိုးလေးကိုပြည့်အောင်ဆောင်ပေးရပါတယ်ခင်ဗျာဒါလေးကိုပြည့်အောင်ဆောင်ပေးလိုက်ပါနော်ကျွန်တော်ရှာတဲ့နေရာမှာဆိုလို့ရှိရင်လေဒီ software လေးကအသုံးပြုတာကောင်းပါတယ်သူက file size နဲ့လည်းရှာလို့ရရပေါ့နော်ဘယ်လောက် megabyte နဲ့လည်းနော်ဘယ်လောက် megabyte ဘယ်လောက် megabyte နဲ့ပေါ့နော် file size နဲ့လည်းရှာလို့ရတယ်ကျွန်တော်ပေါ့နော်ဒီမှာ date နဲ့လည်းရှာလို့ရတယ်နော် ိန်းနဲ့လဲချလို့ရပါတယ်နောက်တစ်ခုကနော်အဖိုင်တက်ဒီလိုမျိုးနဲ့လဲချလို့ရပါတယ်နော်ပြီးတော့အပေါ်မှာဖီတာဆိုတာလေးရှိပါတယ်နော်ဒီဖီတာဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုလို့ချင်းကျွန်တော်အဲကိုရှာမဲ့ဖိုင်တက်ပုံစံမျိုးလေးသူကပေါ်လာပါတယ်နော်ဒီဖီတာဆိုတာလေးကိုဖိနှိပ်ထားလို့ဆိုလို့ချင်းသူကပေါ်မနေဘူးနော်အဲ့တော့ဖီတာကိုနှိပ်လိုက်နှိပ်လိုက်တယ်ဆိုလို့ချင်းအ ဖိုင်တက်ဆိုတဲ့နေရာမှာလည်းတက်ပုံရှာမှာလားဗီဒီယိုရှာမှာလားအော်ဒီယိုရှာမှာလားတက်ကူမန့်အောင်ရှာမှာလားကိုရှာခြင်းတဲ့အမျိုးအစားကိုနော်အဲပို့လို့ဆိုလို့ရှိရင်ပို့တို့ရွေးပြီးသွားโอเคကိုနှိပ်လိုက်တယ်ဆိုရှင်ဒါပို့ပြီးတော့မြန်တာပေါ့နော်ရှာပို့ပြီးမြန်ပါတယ်ကျွန်တော်ကတော့ဒါမိတ်ဆွေတို့ကိုအကုန်လုံးကိုနော်အဲအကုန်လုံးကိုရှာပြတာဖြစ်ပါရဲ့နော်ခုဆိုလို့ရှိရင်တော့ဒီထဲမှာကျွန်တော်ဒီ memory စတေထဲမှာဆိုလို့ရှိရင်ဒီ profile လေးကိုတွေ့ပြီနော်ဒီ profile လေးတွေ profile လေးတွေကိုဝင်ကြည့်လိုက်မယ် ကဲဒါဆိုလို့ရှိရင်ကျွန်တော်ဖြက်လိုက်တဲ့ပုံလေးကဒီမှာ2ပုံ4ပုံ5ပုံဟာဒီထဲမှာရှိနေပါပြီเนาะရှိနေရဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်ကတော့အဲတွေ့သွားရေကျွန်တော်ဒီမှာဒါတွေကိုပြီးအောင်မဆောင်တော့ဘူးเนาะကျွန်တော်ရှာကျင်တဲ့ပုံကအကုန်လုံးတွေ့သွားပါပြီသူကဒီဟာလေးကအကုန်လုံးသူကစကန်ဖက်ပြီးတော့ရှာနေရဖြစ်ပါတယ်ဒါလေးကိုသိပေးလိုက်ပြီเนาะဒီ5ပုံရှာသွားပြီရှာသွားပြီဆိုလို့ရှိရင်အကုန်လုံးကိုကျွန်တော်ဆက်လက်အော့ပေါ့เนาะအဲဒီကောင်လေးကိုဆက်လက်အော့ဆိုတာကတော့ကိုဒါတွေကိုအကုန်လုံးအာယူမာဆိုတော့ပြန်ပြီးတော့เนาะဆက်လက်မှတ်တာပါအဲ no loose finding ဆိုတာကဒါကို မဖြစ်မိလိုက်တဲ့နော်ဖိုင်တို့သူကလည်းမပြပေးရပါတော့ဆိုရင်သူကငါဖိုက်ဆိုတာကတော့ကိုစုစုပေါင်း9ခုပေါ့နော်သူကဖြစ်လိုက်တာကိုသူကပြပြီနော်ကိုဖြစ်လိုက်တဲ့ဟာကိုပြပေးရပါအဲဆိုရင်ပို့လို့တော့သွားလိုက်မယ်အကုန်လုံး selection နော်အကုန်လုံး selection ပေးလိုက်မယ် recover ဆိုတာလေးကိုနှိပ်ပေးလိုက်နော်ကဲဒီကဘာသာလေးကိုနှိပ်ပြီးသွားရင်ကွာဒါတော့ဘယ်ထဲမှာစိတ်မှာလဲဆိုတော့သူကမေးပါတယ်။ကျွန်တော် data e တွေကနော်ကျွန်တော် e တွေမှာသွားလိုက်မယ်။ ဖိုလာအစ်တစ်ခုတိစောက်ခြင်းလေဆိုလို့ရှိရင်လည်းစောက်လို့ရပါတယ်နော်အကျတော့ဒီမှာ data e ထဲမှာကျွန်တော်ဖိုလာတစ်ခုနော် new ဖိုလာလေးကိုစောက်လိုက်မယ်အဝိကဘာလိုပဲကြည့်လိုက်မယ်နော်ဝိကဘာဖိုတိုပြီးတော့လို့ရှိရင်ဒီထဲမှာကျွန်တော်နော်ဖိုလာတစ်ခုကိုစောက်လိုက်မယ်ဒီထဲမှာစစ်မယ်ပေါ့နော်ဝိကဘာဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုရင်တော့မြန်ပါရယ်နော်တမ်းပြီးပြီးတော့ပါပြီ e ထဲကနော်ဒီမှာကျွန်တော်ဝိကဘာဖိုတိုဆိုရဲထဲမှာ เนาะဒီထဲမှာဒါကြောင့်ဓာတ်ပုံလေးအဲရပါပြီเนาะဒါအခုဆိုလို့ရှိရင် ကိုမှတ်ဖက်မိလိုက်တဲ့ဓာတ်ပုံတွေကိုဒီနီလန်းလေးကို အသုံးပြုပြီးတော့ပြန်ရှာလို့ရပါတယ်เนาะထုံသွားတဲ့အဓာတ်ပုံတွေဗီဒီယိုတွေအစချက်တပြည့်အရေးကြီးတယ်ပေါ့เนาะ data file တွေရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့เนาะဒီနီလန်းလေးကိုအသုံးပြုပြန်ရှာလို့ရပါတယ်မှာ data e တွေက recover ပို့လို့တဲ့မှာเนาะဒီထဲမှာအဲဒီပို့လို့တဲ့မှာဒါဆိုရင်မှတ်ဖက်မိတဲ့ ဓာတ်ပုံတွေပြန်ပြီးကြပါပြီเนาะဒီနီလန်းလေးကိုအသုံးပြုပြီးတော့မိတ်ဆွေတို့ရဲ့အရေးကြီးတဲ့အတိတ် information တွေကိုဒီနီလန်းလေးကိုအသုံးပြုလိုက်ပါเนาะโอเคအဆင်ပြေပြားရှိရဆိုလို့ရှိရင်လည်းမေးလို့ရပါတယ်ဒီ software လေးကကျွန်တော် license software လေးဖြစ်ပါတယ် license software လေးဖြစ်တဲ့အတွက်ကြောင့်မလို့အသုံးပြုရလဲအဆင်ပြေ function တွေအကုန်လုံးကိုလည်းအသုံးပြုလို့ရပါတယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရှင်မလာပြီးတောင်းလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ကတော့ ACC ရဲ့ founder နိုင်တယ်ဖြစ်ပါတယ်